ဒါအခုကတော့ဒေါ်တီရီအောင်ပါရှင်ဒေါ်တီရီအောင်ကတော့ကျွန်တော်တို့ပါလေကျွန်တော်တို့ပါတီမှာအဲကျွန်တော်တို့ပါတီမှာကော်မတီတွေဖွဲ့ပြီးဆောင်ရွက်ပါတယ်အဲ့ဒီကော်မတီတွေထဲမှာအဲကျွန်တော်တို့ကကော်မတီမျိုးစာ၃ခုလောက်ရှိပါတယ်ရှင်အဲ့ထဲမှာပထမဒန်းစာလို့ပြောရင်တော့ကျွန်တော်တို့ကအဲရေးရာကော်မတီပေါ့နော်ဆိုတော့အဲ့ဒါပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းရကိုကျွန်တော်တို့ကအဲထည့်သွင်းပြီးတော့မှရေးဆွဲထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်အဲ့လိုမီးပြတ်တဲ့ကိစ္စကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့တော့တော်တော်လေးရင်ပါနေပါရှင် ဲဆိုလို့ရှိရင်အဲကျွန်တော်တို့ပါတီမှာအမျိုးသမီးရေးရာ ကော်မတီလူငယ်ရေးရာကော်မတီတိုင်းရင်းသားရေးရာကော်မတီဆိုပြီးတော့မှာအမြဲတမ်းကော်မတီတွေအနေနဲ့ကျွန်တော်တို့အဖွဲ့စည်းထားတာဖြစ်ပါတယ်ရှင်မြို့နယ်အဆင့်မှာလည်းရှိတယ်တိုင်းဒေသကြီးပြည်နယ်အဆင့်မှာလည်းရှိတယ်ဘဟုအဆင့်မှာလည်းကျွန်တော်တို့ဖွဲ့စည်းထားတာဖြစ်ပါတယ်ရှင်ဒေါ်တီရီအောင်ကတော့မန္တလေးတိုင်းရဲ့အမျိုးသမီးရေးရာတာဝန်ခံဖြစ်ပါတယ်ဒေါ်တီရီဘောင်ကတော့အမျိုးသမီးကိစ္စလေးအဲပြောမှာဖြစ်ပါတယ်ရှင် ာပထမပါနော်အရှိပောင်းပါတရားဘုံဒီမြန်နဲ့တက်ရတက်ရတာမိုက်လေးမိုက်လေးကပ်ပြီးကြတက်ရောက်လာကြတယ်ညုံမိညုံခံတယ်နော်ပါတီကိုစိတ်ဝင်စားနဲ့အခုလည်းလာရောက်လာထောင်နေကြတဲ့အဲညုံမိညုံခံတဲ့ဘုံလုံးကိုသူ့မှာလေးဆိုတော့ညုံမိစားတာနော်ဒါမှကြီးလိုက်တော့ပါနော်ဒီနေ့အမျိုးသမီးရဲ့ဒီစားပြောမယ်ဆိုပြီးတော့မှအစီအစဉ်ပါရနော်ဒါဒါကိုပြောမယ်ခံတော့ကြည့်လိုက်တော့ဒီမှာလေအမျိုးသားတွေအများကြီးပါနေတဲ့ခါကြတော့လေ မျိုးသားကိစ္စကိုအရင်ပြောမှဖြစ်တယ်เนาะဘာလို့လဲဆိုတော့ဗောနော်ဟိုပန်းတိုင်းပွင့်လန်းဖို့လေဥယျာဉ်မှုတွေမှာတောင်းလေရှိတယ်လို့ဗောနော်ဒါအရင်ချင်းရှိပြီးတော့မှတော်တဲ့ဖက်မြက်တဲ့အမျိုးသမီးတွေဖြစ်ပေါ်လာဖို့ဆိုတာလေအဲ့ဒါဝိုင်းလန်းပန်ဖို့လေးနဲ့မျိုးသားတွေညာလိုအပ်တယ်လေဒါကျွန်မကပြောချင်ပါတော့နော်မလိုပဲပြောပြောဟိုသမီးတယောက်ကောင်းစားဖို့လေအဖေမှာတောင်းလေရှိတယ်လို့ဗောနော်ဟိုဇနီးမယားတယောက် ကောင်းဖို့တက်ပါလေအနာမျိုးသားတွေမှာတောင်းနေရှိတယ်နော်အဲ့တော့ကျတော့ကျွန်မအနေနဲ့ကတော့အမျိုးသားကူကြီးကိုမေတ္တာရက်ခံနေတာကအမျိုးသမီးတွေကိုဝိစေတနာထားပြီးရောမှာမေတ္တာထားပြီးရောမှာနားလည်ပေးဖို့ဒါလေးတော့ကျွန်မပြောချင်ပါတယ်နော်ဒါဒီနေ့ကျွန်မဆွေးနွေးမှာကအချက်နှစ်ချက်ပေါ့နော်ဒါတော့နံပါတ်1အချက်ကတော့ဒါဘုရားကုသအနေနဲ့ဆွေးနွေးမှာပေါ့နော်။ဟိုကမ္ဘာမျိုးသမီးများနေစတဲ့ဖြစ်ပေါ်လာဖို့အကြောင်းရင်းပေါ့နော်။ကမ္ဘာမျိုးသမီးများနေစတဲ့ဖြစ်ပေါ်လာဖို့အကြောင်းရင်းတော့ အဲ့ဒါကနှစ်စဉ်မက်စလာရှိရဲ့နေရာကမ္ဘာမျိုးကြီးများနေဖြစ်တယ်ပေါ့နော်ဒါကတော့ပုဂ္ဂတမကနေမှာတတ်မှတ်ခဲ့တာပေါ့နော်ဒီလိုတတ်မှတ်တာလည်းဒါလည်းရလာခဲ့တာမဟုတ်ဘူး1900ခုနှစ်အမေရိကန်နယူးယောက်မြို့ကနေအလုကမားအင်အားမျိုးသမီးလုကမားအင်အားများစွာအလုချင်းချော့ချပေးဖို့နဲ့လုထလာစွာတိုးမြင့်ပေးဖို့အမျိုးသမီးများနဲ့တိပိုင်ွယ်ရရှိဖို့ကိုစတင်တောင်းဆိုခဲ့တဲ့ထုတ်ရှားမှုကနေပါအကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများဖြင့်ထုတ်ရှားမှုဖြစ်စတင်ခဲ့တာပေါ့နော် စတင်ရဆိုတော့ဟိုဒီချက်ကိုကြည့်ရင်တော့ဒါမျိုးသမီးတွေကတစ်ချိန်ကမဲပေးပိုင်ခွင့်တော့မရှိတဲ့နေရာမှာရှိခဲ့တယ်ပေါ့နော်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒီလိုစင်ပေါ်မှာပြောလို့ရတဲ့အမြင်သာရှိရဆိုတာလည်းဒါမျိုးသမီးထောက်ချမှုတွေအများကြီးလုပ်ခဲ့တာသိတာနော်အဲ့တော့ဟောက်ဘောရတဲ့ဆိုင်ကနေဒိမတ်နိုင်ငံရဲ့အမျိုးသမီးလုပ်ကမာနီလာကမှာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများမျိုးကိုတတ်မှတ်ဖို့ရာမန်စာရေးဆရာမတဲ့ဦးကအဆိုပြုပြီး1900နဲ့17ခုမြောက်မှာဩစတြေးလျဒိမတ် ဂျာမနီဆွစ်ဇာလန်နိုင်ငံတို့မှာအမျိုးသားအမျိုးသမီးစုစုပေါင်းတန်းတန်းကျော်တက်ရောက်ပြီးတော့မှာအမျိုးသမီးများတွေကိုကျင်းပခဲ့တယ်ပေါ့နော်အဒီမှာတော့အမျိုးသမီးများတွေကိုအမျိုးသမီးတွေကြီးကျင်းပတာမဟုတ်ပဲねအမျိုးသားတွေကလည်းအူညီမှမိုးပေးခဲ့တယ်ဆိုတာကိုလည်းဒါသိသားစီပါတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာ1995ခုနှစ်မှာတော့ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က Mass Flash ရေနီကိုကမ္ဘာအမျိုးသမီးများအဖြစ်အရေးဝင်မှတ်တမ်းတင်ပြီးခဲ့ကြပါတယ်နော် ဒါကိုညာတွေးချင်းအမျိုးသမီးများနေရာလေလေကြိုးစားခဲ့တာတော့မဟုတ်ပါဘူး1910ခုနှစ်1995ခုနှစ်ကိုအဲ့ဒီအတွင်းဆိုတော့နော်မြစ်ပေါင်း65နှစ်လောက်ကိုအမျိုးသမီးတွေတောင်းဆိုခဲ့ကြတာကိုသိရှိရပါတယ်အဲ့ဒီနေရာကမ္ဘာအမျိုးသမီးများနေရာဘာလို့ကိုစားပြည်လဲဆိုရင်ယနေ့အချိန်အထိဒါကြိုးစားနေတဲ့အမျိုးသမီးတွေရဲ့လူမှုရေးနိုင်ငံရေးစီးပွားရေးအခွင့်အရေးတွေကိုအမျိုးသမီးတွေပုံမပါဝင်လာစေဖို့ ကျိုးသားမင်းကျိုးသားနေတဲ့အမျိုးသမီးတွေကိုအတိမတ်ပြုဖို့ကဘာတလန်းချင်းပါနေကြတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုတော့ဒါကအခုသားအနေနဲ့ပြန်ကြားပေးခြင်းဖြစ်ပါတယ်ရှင်။နောက်တစ်ခုကအမျိုးသမီးကပြောမယ်ဆိုလို့ရှိရင်ဒါပညာသင်ယူတက်မြောက်မှုနဲ့ရရှိလာမယ့်အကျိုးစီးပွားပေါ့နော်။ပညာသင်ယူတက်မြောက်မှုဆိုတော့အမျိုးသမီးတွေရဲ့ပထမအရွယ်ဖြစ်တဲ့ပေါ့နော်။နှစ်20အတွင်းဒါအမျိုးသမီးတိုင်းကပညာသင်ယူတင်ပေါ့နော်။ ညာပညာရှင်ကြီးတင်နေဆိုတာဒါကျွန်တော်တို့ဒီဘက်ကမှတော့တိတ်မရှိတော့ပေမဲ့ရှင်ရောကတော့မိန်းကလေးကပါပညာတက်ဆရာမလို့ချိန်တိုင်းနဲ့ဟိုယောက်ျားယူมาပဲယောက်ျားလုပ်စားထိုင်သားมาပဲအိမ်ကူကိစ္စနိုင်နေရင်တော်ပြီဘောဆိုတဲ့အစွဲတွေနဲ့ဒါအမျိုးသမီးတွေကိုဟိုပညာတင်ရင်ဖွင့်မိဘကစာတမ်းတက်ခဲ့တာလေဒါအများကြီးရှိခဲ့တယ်နော်အများကြီးရှိခဲ့တယ်အများကြီးရှိခဲ့တဲ့ခါကျတော့ဒါအမျိုးသမီးတွေအနေနဲ့ကတော့အခုဒါဒီကခင်မိပါတဲ့နောက်ပိုင်းမှာတော့ဒီအမျိုးသမီးတွေအနေနဲ့ပညာသင်ယူခွင့်ကိုတော့ကိုပိုးနိုင်ရလဲ မဆုံးရှုံးအောင်ပေါ့နော်ကြိုးစားတင့်တယ်ပေါ့နော်မိဘတွေအနေနဲ့လည်းတမိမလို့ဟိုဒါပညာရေးမှာတိတ်ထူးတယ်လေပတ်ဖို့ရမလိုဘူးဆိုတဲ့အတွင်းမျိုးတွေတော့အထက်မှာပဲနဲ့ဒီပညာသင်ယူခွင့်လေးမဆုံးရှုံးအောင်ပေါ့နော်ပတ်ဖို့တင့်တယ်လို့လည်းကျွန်မအနေနဲ့မြင်တယ်ပေါ့နော်နောက်တစ်ခုကဒီပညာသင်ယူခွင့်ဆိုတာမျိုးသမီးတယောက်ဆိုပထမဆုံးပထမဆုံးအဖွင့်အလန်းနဲ့ရပိုင်လို့မရဘူး အရင်ဆုံးအမျိုးသမီးတစ်ယောက်ကဘယ်လိုပဲပြောပြောကိုယ့်ဘဝကိုရပ်တည်နိုင်ဖို့လိုအပ်တယ်ပေါ့နော်ပညာရေးဖိနစ်ကိုစူပေါင်းရမယ်ပညာတတ်ပြီးအသိဉာဏ်ရှိတဲ့အမျိုးသမီးတွေကမိမိရဲ့ဘုံနောက်ကိုအသုံးချပြီးဝေရှာနိုင်ရမယ်ပေါ့နော်ဝေရှာနိုင်ရမယ်နောက်ဆုံးပေါ့နော်ဝေရှာရမလို့တဲ့အမျိုးသမီးတွေကအိမ်အောင်ပြုတ်သွားတာပဲဖြစ်ဖြစ်အိမ်အောင်စီမံခန့်ခွဲတာပဲဖြစ်ဖြစ်ဒါအသိပညာအတတ်ပညာနဲ့ပြည့်စုံနေတဲ့အမျိုးသမီးတွေကကိုယ့်ရဲ့မိသားစုရေးမှာပဲဖြစ်ဖြစ်အိမ်အောင်ရေးမှာပဲဖြစ်ဖြစ်ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲသွားနိုင်တာအများကြီးတွေ့ရတယ်ဦးမိခင်ကြောင့်ကဘာမှမလုပ်တိုင်းကိုသားသမီးကို ဘလို့မှပြုထောင်ဖို့ကဆက်ခဲနေမှာလေအဲ့တော့ခါကျတော့ဒီအမျိုးသမီးတယောက်ပညာတတ်ဖို့ဆိုတာတကယ်ကိုအရေးပါတဲ့အချက်လို့ကျွန်မမြင်တယ်ပေါ့နော်ကျွန်မမြင်တယ်နောက်တစ်ခုကဘလို့အကယ်၍မြာအကယ်၍မြာပေါ့နော်ပညာသင်ယူခွင့်ဆုံးရှုံးခဲ့တဲ့အမျိုးသမီးတွေအမိနဲ့ဆိုလို့ရှိရင်လည်းမိရဲ့သားသမီးတွေကိုပညာသင်ယူခွင့်မဆုံးရှုံးအောင်ပါဘူးပေးစေတယ်ဒါမှသာလေဒါပစံတက်ပစံမြင့်တဲ့မြင့်တဲ့မြင့်နေတာပညာတတ်မျိုးသမီးလူငယ်တွေမျိုးသမီးကျင်အားစုတွေအထောက်ပေါ်လာမယ်လို့လည်းကျွန်မကတော့ မြင်ကြည့်ပါတယ်ပေါ့နော်နောက်ခုကကျမတို့အနေနဲ့အမျိုးသမီးတိုင်းပညာတတ်စီခြင်းနဲ့တကယ်၍မြန်မာပညာသင်ယူခွင့်အကြောင်းမျိုးမျိုးကြောင့်ဆုံးရှုံးခဲ့တယ်၊နေပါခဲ့တယ်ဆိုရင်လည်းဒါအမျိုးသမီးတွေနဲ့အသက်မွေးကြောင်းတင်တန်းတွေအသက်မွေးကြောင်းလုပ်ငန်းတွေပေါ့နော်ဒါသူရဲ့ရည်စက်ရပါတော့။အဲဒီလိုလုပ်ငန်းတွေမှာအများကြီးမိင္ကာပြင်ယူခွင့်ရရှိစေခြင်းနဲ့အဲ့လိုလုပ်ငန်းခွင့်လန်းတွေကိုဖန်တီးပေးနိုင်တဲ့ကောင်းမွန်တဲ့အစိုးရတွေလည်းပေါ်ပေါက်လာစေခြင်းနဲ့ကျွန်မကဒါကတော့ ်ကိုတွေ့ဘူးတဲ့အတွေ့အကြုံလေးပေါ့နော်ကျွန်တော်တကယ်ကြီးတယောက်ဆိုလို့ရှိရင်ဒါတက္ကသိုလ်ကြီးကြီးတစ်ခုမှဝန်ထမ်းပေါ့နော်ဝန်ထမ်းဆိုတော့သူ့မျိုးသားဆုံးသွားတော့ဘာပြောလဲဆိုတော့ဒီသူထားတဲ့ဝန်ထမ်းလာစားနေကလေးကကလေးပဲဖြစ်ကြတယ်တန်ဖိုးဖို့အတွက်ပညာသူ့သမီးကိုပညာပေးပြီးတန်ဖိုးဖို့အတွက်ဒီမှာရောက်နေလာစားနေမနှောင့်မအောင်လို့ပြောတယ်ကျောင်းတော့သူကဘာလို့ထွက်လဲဆိုတော့အချိန်တိုင်းလုပ်ကြရတယ်ရှားပေးပါတယ်ကျောင်းအောင်နော် အကျွမ်းတော့ငယ်လေးကကိုပန်းစီဝိုင်းလုပ်တယ်ဆိုတော့ဒီနောက်ကျသွားတဲ့ကိုပန်းစီဝိုင်းဆိုတော့ဒီအလုပ်ပေါ်မှာဟိုဖီးအားတော့မရှိဘူးပေါ့ဖီးအားရှိသူတို့ကတော့ဝန်ထမ်းလေးဖြစ်တယ်ဒီစနစ်ကလေးတွေအားတယ်ရက်ကလေးမှာအချိန်ပုံလေးတက်ပြီးတော့မှဒီကလေးစရိတ်ကိုကလေးကိုကြောင်းဖို့ကိုလည်းအဆင်မပြေတဲ့အတွက်အပံမိုးပေးခြင်းတွေဒါနဲ့ကမလုံလောက်ဘူးအဆင်မပြေဘူးဒါချိန်မဆုံးသွားတော့အခက်ကြဲရှိတယ်ဆိုတဲ့အရာမျိုးကိုကကြားခဲ့တယ်ကြားခဲ့ဘူးလေဆိုတော့အဲ့ဒီအချိန်မှာတော့လေ ကိုယ်နိုင်ငံမှာလည်းအချိန်မိုင်းလုပ်ကပြင်ရှားပါတယ်တကယ်ရှားတယ်နောက်တော့အိမ်ောင်ငယ်တွေဆိုရင်လည်းသူကဟိုအလုံးဒီကလေးဝေယာမစကလေးဖျားလို့မလာဘူးပေါ့နော်အဲ့လိုပြဿနာတွေကြောင့်ဆိုအိမ်ောင်ငယ်ရှင်မျိုးသမီးတွေဆိုလို့ရှိရင်လည်းအလုံးကန်ရအခွင့်အရေးပေးခြင်းနဲ့ဟိုဌာနတွေနည်းတယ်ပေါ့နော်ဘယ်မှာလဲသူကအလုံးရှောင်းရင်အပြိုလားလွတ်လားအဲ့လိုမျိုးတွေမေးပြီးတော့မှအိမ်ောင်ရှိတယ်ကလေးရှိတယ်ဆိုလို့ရှိရင်ဒါတနေ့ကအလုံးကန်မပေးခြင်းဆိုအချိန်မိုင်းဆိုတာဝေးသေးတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင် ဒါကိုယ်ကိုလာတိုင်းနဲ့ကိုယ်ကိုတိမိတ်ဆွေတွေကိုမျိုးသမီးတွေဘလောက်များများများရှိနေလဲနော်တချို့မျိုးသမီးတွေလည်းခင်ဗျားရဲ့လာမှလည်းပဲစနီပုံပြီးတော့မှလုံလောက်အောင်ချိုးချံဖိတာလေးနဲ့သူတို့ကသူတို့လောက်မှမိနေတာလေမျိုးသမီးတွေအများကြီးပဲကိုပြောမယ်ဆိုရင်အကုန်ဝင်ဝင်လေးမရှိရတဲ့အတွက်ကိုကိုကလာလာပါပါဝတ်ဖို့စားဖို့တော့မှကိုချင့်ချင်းဖိတာနေရတဲ့မျိုးသမီးတွေအများကြီးရှိတယ်အနောက်ကအိုးငါဒါလေးဝတ်လိုက်မယ်အစားငါသားသမီးကိုပဲဆင်ပေးလိုက်မယ်ဆိုတဲ့မျိုးသမီးတွေအများကြီးရှိတယ်ဒါဘာလဲဆိုတော့ ဒီဝင်ဝင်နေပါတဲ့မျိုးသားရဲ့နောက်စာပေါ်မှာပဲဖြစ်ပေါ်နေတာမျိုးသမီးရ။အမှန်တကယ်တော့သူတို့မှာပေါ်တော့ဒါအချိန်တိုင်းလုပ်ရှိမယ်။ကလေးကိုထားသွားပြီးတော့မှဟိုဆက်တာဘူးလောက်ရှိမဟုတ်ပါဘူးနော်။သူ့အတွက်တက်ပြီးဆောင်ကြောင်သုံးဆွဲဖို့အခွင့်အရေးရှိတဲ့လောက်ကန်နေရှိမယ်ဆိုပြီးတော့သွားတော့ဒါအိမ်အောင်ရှင်မျိုးသမီးရဲ့အစီအစဉ်လေးလို့ထင်တာပေါ့နော်။ဒါကြောင့်မလို့ကျမအနေနဲ့ကတော့ အလုတ်ကန်အခွင့်အလမ်းများအမျိုးသမီးတွေအဓိကအင်တာရှင်အမျိုးသမီးတွေတားတဲ့မိခင်တွေအတွက်အချိန်ပိုင်းနဲ့အလုတ်ကန်အခွင့်အလမ်းကောင်းတွေကိုပေါ်ဆောင်ပေးနိုင်တဲ့ကောင်းမွန်တဲ့ဆွေးနွေးပွဲတွေကိုတောင်းနေတာပြောလို့ပါနော်ပြောလဲပါလေပြောမယ်ဆိုရင်တော့ဒီအခွင့်အရေးရတဲ့လက်ရှိအမျိုးသမီးတွေရဲ့လက်ဝယ်မှာလည်းရှိပါတယ်အချိန်ကမဲပေးပိုင်ဝင်အောင်ရှိရအမျိုးသမီးတွေကအခုဆိုရင်အခွင့်အရေးကိုလည်းကြေဝါရမှာပေါ့နော်အဲလူမှုအကျိုးစီးပွားကိုရှေ့ရှုတဲ့မျိုးရှေ့ရှုတဲ့အစိုးရပြည့်ရဖြစ်ပေါ်လာအောင်လေဒါအမျိုးသမီးတွေနေနဲ့ ဝါမေကုမီတောင်းလို့ပေးခြင်းပါတယ်။ဒါကဒီဘက်ကမှဆိုရင်လည်းမေဘီဖွင့်နေမှာပေါ့။အစ်မတို့ကဝင်ရောက်ရှင်ပြန်ဒီလေးခံွယ်ဆိုရဲနော်။ဒါမြို့သားတွေနဲ့ဒန်းရေမောင်းလည်းပြောပါနော်။ရေမောင်းဒန်းမြို့မှာဒီကိုစရေတွေအိနိုင်နိုင်ကြီးလုံးလို့ရရတဲ့ဖြစ်ဖြစ်တဲ့အတွက်မြို့သမီးလေးဆွဲချော့ပါတယ်လို့အများကြီးပူပေါင်းပါဝင်ပေးကြဖို့မေတ္တာနဲ့ဆန်ရင်အလုံးကိုကျေးဇူးတင်ပါရှင်။ဟုတ်ပါတယ်။ဒါရီလေး ကျေးဇူးပါရှင်တော်ဒီရီအောင်ဟိုဖို့ရှင်ကျမတို့ကများသောဖြင့်တော့ကျေးဇူးပါရှင်အမျိုးသမီးအကြောင်းပြောရင်တခါလေကျရင်အမျိုးသားတွေကိုထိခိုက်သွားတာတို့ကတော့ပါသွားမှာပေါ့နော်ကျမတထိတ်ထိတ်နဲ့နားထောင်နေမပါတော့မပါပါဘူးရှင်ဒီအမျိုးသမီးတွေဖွံ့ဖြိုးတိုးတက်ရေးမှာအမျိုးသားတွေရဲ့အခမ်းအနားအရေးကြီးတာလေးပြောသွားတာပေါ့နော်အဲ့ဒါလေးအရေးကြီးပါရှင်ကိုမိသားစုမှာအဲကျမတို့အမျိုးသမီးတွေကလည်းအမျိုးသားနဲ့ကင်းလို့မရဘူးအမျိုးသားတွေကလည်းအမျိုးသားနဲ့အမျိုးသမီးနဲ့ကင်းလို့မရဘူးကိုမိသားစုထဲမှာ အဖေအမေရှိမှသားသမီးဆိုတာရှိတယ်။နောက်ဆိုလို့ရှိရင်လူတစ်ယောက်မှာအဖေရှိတယ်အမေရှိတယ်သားရှိတယ်သမီးရှိတယ်အတူရှိတယ်အတူမရှိတယ်စသဖြင့်ပေါ့နော်ကိုယ်အိမ်တောင်ဘက်ရှိတယ်ဆိုလို့ရှိရင်ကျမတို့ကအတူလက်တွဲပြီးတော့မှကျမတို့လူတိုင်းဝိုင်းကိုတီထောင်သွားအောင်မှဖြစ်ပါတယ်ရှင်။အဲ့ဒါကြောင့်မလို့အမျိုးသမီးတွေရဲ့ အရေးကိစ္စတွေကိုအမျိုးသားတွေကနားလည်ပြီးပြီးတော့မှလက်တွဲခေါ်ဖို့ပေါ့နော်ဒါလေးပြောချင်တဲ့ message ဖြစ်ပါတယ်ရှင်ဒီသတင်းစကားလေးကိုအဓိကပြောချင်တာဖြစ်ပါတယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဆိုတာလည်းအမျိုးသမီးတွေအတွက်တည်သန့်အဲတည်သန့်စိန်ခေါ်မှုတွေရှိပါတယ်ရှင်ဒါလေးတွေကိုသတိမူမိဖို့ပေါ့နော်ဒါကျွန်တော်တို့အနေနဲ့ဒီနေ့ဆွေးနွေးပွဲလေးမှာလည်းပြောသွားတာဖြစ်ပါတယ်ဆိုလို့ရှိရင်အမျိုးသမီးတွေအရေးကြီးတာကတော့အဓိကတော့ဟိုမိသားစုထဲမှာကျွန်တော်တို့မြန်မာလူအတိုင်းဝိုင်းကမိသားစုထဲမှာ ဟိုဟိုဟာဘာခွဲခြားတာမရှိပါဘူးရှင်တိတ် non bar တဲ့မိသားစုဆိုရင်တော့တမျိုးပေါ့နော်တိတ် non bar လုံးနေဆိုရင်တော့တမျိုးဖြစ်ရင်ဖြစ်မယ်သို့တော်လည်းမိဘကတတ်နိုင်တဲ့ရွေးရတော့တားဖြစ်ဖြစ်တမိဖြစ်ဖြစ်အတူတူပဲမြေတောင်မြောက်တာဖြစ်ပါလေရှင်အဲ့ဒါကျမတို့မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ delay ဖြစ်ပါလေနော်ကျမတို့အိန္ဒိနာချင်းတွေပေါ့နော်ဒါတခြားသူရဲ့မကောင်းချောင်းပြောတာမဟုတ်ပါဘူးဒါသူ့ရဲ့ delay ထုံနှန်းစင်တာကိုအရှိအရှိတိုင်းပြောတာဖြစ်ပါလေရှင်ဟိုတားကိုပဲပူစားပေးတဲ့ လူမျိုးတွေလည်းရှိတယ်ပေါ့နော်အင်းနီနာချင်းတွေမှာလည်းနိုင်ငံတွေမှာလည်းသို့တော်လည်းသူတို့တွေလည်းတော်တော်ပြောင်းနေပါရှင့်ကျမတို့တရုတ်နိုင်ငံသွားလည်းကြည့်တယ်အိန္ဒိယကိုသွားလည်းကြည့်တယ်ဆိုလို့ရှိရင်သူတို့လည်းတော်တော်ပြောင်းနေပါပြီရှင့်အဲ့ဒါကြောင့်မလို့ကျမတို့အမျိုးသမီးတွေကအမျိုးသမီးတွေကိုဟိုပါပေါ့နော်ပညာရေးမှာရင်းနှီးမြှုပ်နှံကြပါအဲကျောင်းဝနေတဆင့်လုပ်ငန်းကိုယ်ရုံကူးမယ်ပေါ့နော်လုပ်ငန်းကိုယ်ရနေတဆင့်အဲပြီးလို့ရှိရင်လုပ်ငန်းရှင်တွေလည်းဖြစ်နိုင်တာပေါ့နော်လုပ်ငန်းရှင်တွေလည်းဖြစ်နိုင်တယ်လုပ်ငန်းရှင်ဖြစ်လို့ရှိရင်တော့ ီယုံတက်ယုံစင်းလိုမျိုးမဟုတ်ပဲねကိုယ့်အချိန်ကိုပိုင်ဆိုင်သွားတာပေါ့နော်ဆိုတော့ကိုဆိုလို့ဆိုလို့ရှင်လည်းကိုမတ်တူပဲဖြစ်ဖြစ်မတ်တူပဲဖြစ်မတ်တီတီပဲဖြစ်ဖြစ်ဒါကိုယ့်အချိန်ကိုပိုင်နေကိုပိုင်လုပ်ငန်းရှင်မျိုးသမီးတွေဖြစ်တယ်ပေါ့နော်တော့အဲ့ဒါကြောင့်မလို့လဲနိုင်ငံရေးပါတီဝင်နေနိုင်ငံရေးလုပ်မယ်အဲကိုစလဲလောင်းနေနေနဲ့လဲရှောက်ထားတာပေါ့နော်ဒါကျွန်တော်တို့ကျွန်တော်တို့ပါတီမှာများပါတယ်ရှင်အမျိုးသမီးတွေများပါတယ်ရာဂိုင်းနှုံးအပြင်ကျွန်မပြီးလို့ရှင်တော့တေချာသွားတဲ့စီးရင်ငြိမ်သွားတဲ့အချိန်ကျရင်တော့ကျွန်မ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်ရှင်။အဲကျေးဇူးများတင်ပါတယ်ရှင်။ကျမတို့ပန်နယ်တွေအကုန်လုံးပေါ့နော်။ကျမတို့ကမြန်မာနိုင်ငံကအများစုကစိုက်ပျိုးရေးအဲလှုပ်ကြတဲ့တောင်သူတွေဖြစ်တယ်။စိုက်ပျိုးမွေးမြူရေးကိုဟိုနဲ့စီးပွားရေးလှုပ်ကြတာပေါ့နော်။ပြီးလို့ရှင်စိုက်ပျိုးမွေးမြူရေးပေါ်မူတည်ပြီးတော့မှအခြားစီးပွားရေးတွေလှုပ်ကြတာပေါ့နော်။ပြီးလို့ရှင်လူငယ်တွေမျိုးသမီးတွေရဲ့အတန်နေပေါ့ဒါဒီကိုစားပြုတဲ့အတန်ဖြစ်ပါလေရှင်ကျမတို့အဲကျမတို့ပါတီရဲ့ဒီကိုစလဲလောင်း၄ရောက်ကပြောတဲ့အတန်မဟုတ်ပဲလေ လူငယ်တို့ကိုပူဇော်ပြုတဲ့အတန်အမျိုးသမီးတို့ကိုပူဇော်ပြုတဲ့အတန်စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကိုပူဇော်ပြုတဲ့အတန်နဲ့စိုက်ပျိုးရေးမွေးမြူရေးခန္ဓာတစ်ခုလုံးကိုပူဇော်ပြုတဲ့အတန်ဖြစ်ပါလေရှင်အဲအဲ့လိုဖြစ်ပြီးတော့မှကျွန်တော်တို့ကဒီလိုတွေဘာတွေအခက်အခဲတွေတီးတဲ့လဲဆိုတာတီးတဲ့အချိန်ကျမှကျွန်တော်တို့ကမူဝါဒတွေနဲ့ဖြည့်ရှင်းကြမှာဖြစ်ပါလေရှင်